မာနိုင်ငံလေပိုင်းရှင်းဟုံးယဉ်ကျေးမှုနယ်မြေပကံမြို့ဒီပကံမြို့မှာအပူချိန်ကလောလောဆယ်မှာ42ဒီဂရီစင်တီဂရိတ်ရှိပါတယ်တတော်အပူပါတယ်မြန်မာနိုင်ငံမှာအခုလောလောဆယ်မှာဒီပူပြင်း6တွေ့တဲ့အန်နီညိုရာသီဥတုကြောင့်နေရာတော်တော်များများမှာတောက်သုံးရေပြက်လက်တာတွေဖြစ်နေပါတယ်ဒီပကံမြို့နယ်အနီးတစ်ဝက်ကကျေးလက်ဒေသတွေမှာရောတောက်သုံးရေအခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုရှိလဲဆိုတာကိုဒီတစ်ပတ်ခေတ်ပြိုင်ကောက်ကြောင်များအစီအစဉ်မှာတင်ဆက်ပေးပါမယ်ကျွန်တော်ရဲဝင်းသူပါ တို့ဗကန်ကနေတနာရီကျော်လောက်ကားစီးလာပြီးတဲ့ခါမှာဒီတောင်တော်ကြီးရွာကိုရောက်တယ်ဗျအဲ့တောင်တော်ကြီးရွာမှာရေတော်တော်ရှားနေတယ်လို့သိရတယ်ကျွန်တော်အဲ့ရွာလေးတစ်ချက်လောက်သွားကြည့်မယ်ဗျဒါကမြေရေကိုပြန်ပြီးတော့ဝေတဲ့တိုင်နှစ်တိုင်ပေါ့နော်ဒါပေမဲ့ခုလောက်ဆက်ဒီဟာလုံးဝအလုံးမလုတော့ဘူးရက်နေတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီဒီရွာမှာရှိတဲ့ရေရှားပါနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီမှာရှိတဲ့ကိုသိန်းတံပေါ့ ျွန်တော်တို့ကိုရှင်းပြမယ်ဗျအခုမင်္ဂလာပါဗျမင်္ဂလာပါဗျဒီမှာအခုရွာမှာရေရှားပါနေတဲ့ပြဿနာကိုအခုသိတဲ့လောက်ကျွန်တော်တို့ရှင်းပြပါလားဒီရေပိဒါမြေရင်ရေပိုင်လိုင်းကြီးဟာကျွန်တော်တို့2013 2014မှာလုံးဝကျွန်တော်တို့ရေမလာခဲ့ပါဘူးเนาะအလုံးဝကျွန်တော်တို့ရှက်ဆိုင်ထားနေတာပါကျင်းရွာထဲမှာဆိုလဲကျွန်တော်ဒီရေအုပ်ရေလောင်ကန်းနေပြီးတော့ဟို gravity flow နဲ့ကျွန်တော်တို့ဂါလန်ထောက်နေရာစံရေလောင်ကန်းနေနဲ့၃နေရာချတာပါတယ်ကျင်းရွာအတွင်းမှာကျွန်တော်တို့ဒီ ညည်မတော်တော့တာကျွန်တော်တို့ပြီးခဲ့တဲ့အေဗီလာ73ရက်နေ့73ရက်နေ့ကနောက်ဆုံးပါပဲခင်ဗျဟုတ်ကဲ့အဲ့တော့ဒီမှာရှိတဲ့လူပေါင်း3000ကျော်ဟုတ်အဲ့ဒါအခုရေကိုဘယ်ရရလဲကျွန်တော်တို့ဒီမှာဘီအေဂျင်2000ခုနှစ်မှာဟိုတူဖော်ခဲ့တဲ့ဘီအေဂျင်စက်ရုံတွေတော်တော်နဲ့ကနေပြီးတော့ကျွန်တော်တို့ညှိခိုးအသုံးပြောပါခင်ဗျဟုတ်ကဲ့အဲ့ဆိုကျွန်တော်အဲ့ဒီနေရာကိုတစ်ချက်တော့သွားကြည့်အောင်နော်ဟုတ်ကဲ့ရပါတော့ အခုဒီရွာထဲမှာရှိတဲ့ရေလောင်ကန်တကန်ကနေပြီးတော့ဒါရေစပြီးတော့လွတ်ပင်းနေပြီဗျဒီရေကသုံးလို့အဆင်ပြေမလားပြေးတာလည်းဒီကသုံးရေမှာတည့်ရဲ့ပေါ်သူကဒီကန်လက်ရဟုတ်ကဲ့သုံးရေရှိမှာတည့်ရဲ့ဆိုတော့ဒီဒီကောင်ကလည်းတော်ရဲကနေပူပူကနေပြန်လာတဲ့အခါဒီရေတောက်တဲ့အခါမှာဒီရေကငန်းနာဖြစ်တယ်ဆိုကျူးတော့ငတ်မပြေးဘူးဟောငန်းနာလားဒီရေကငန်းတယ်အခုကဒီရေကိုဟိုသုံးလဲသုံးတယ်တောက်လဲတောက်တာတောက်လဲတောက်ရတယ်အဲတောက်လဲတောက်ရတယ်သူက

ဒါတဲပေးခဲ့တဲ့ဆက်ရည်ပဲပေါ့အဲ့ဒီမှာဒါအခုဆိုရင်လဲနေနဲ့လဲနေနဲ့လာပြီးတော့ရေခတ်ကြရတာဗျကျွန်တော်တစ်ချက်တော့သွားပြီးကြည့်ရအောင်ဖိုင်နေကောင်းနေနော် ။ဟောမှာ။ရေကိစ္စနွေရတီမှာတော်တော်ဆိုးလား။ဟုတ်တယ်တောက်ရင်မရှိတာဘောလို့။တောက်ရင်မရှိဘူး။တောက်ရင်မရှိ။ဒီရေကိုမတောက်ဘူးပေါ့။ဒီရေကြီးကြတောက်နိုင်မို့ဝါငိုတောက်နိုင်မို့ငန်တော့။ငန်နဲ့။အော်အဲ့တော့ဘောကဘယ်ရေတောက်နေလဲ။เออหัวไปแล้วตะคาๆยาได้ยีนี่ไอ้อะไรนี่ก็กอกท่าอ่ะบ่รู้สู้ท่าล่ะสู้ท่าไปแท้มาสู้ท่าแล้วกว่าชิ้นโอ้นี่เจ้าโอ้นี่แหละบ่รู้กอกท่าอ่ะบ่รู้ไอ้เหยตะเกลือเป็ดตัวเองพอบาตอก ီးရကြတော့အေးဝါတော့ဒီရကတော့ခုဘူးလောင်းလောင်းကြီးကတော့ကုန်ကောင်းနိုင်ဘူးဟုတ်ကဲ့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 ရိုးစီထဲပါတယ်အေးထိုင်တော့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဘွားတို့အဲ့ဆိုဒါနှစ်တိုင်းနွေရာသီရောက်တိုင်းဒီလိုပဲဒုက္ခခံနေရတာကံရီပတ်ရီမလာရင်ဒီရီပေါ့တော့ဩတို့တို့ကြောင့်ပတ်ရီမျောတာဘောတို့ပတ်ရီတိုက်တဲ့နေဆိုနေပူမန်းကိုမြူပတ်ရီလာတဲ့နေဆိုတိုက်ကြတာဟုတ်ကဲ့ဘွားကျေးဇူးပါဘွားဟုတ်ကဲ့ပါ နေရာမှာရွာရဲ့ဟိုဘက်အဖျားတွေရာရောနည်းနည်းလန်းလန်းနေရာရောနွားတွေနဲ့လာပြီးရောခတ်တယ်ဗျတစီတို့တရာပေါ့နော်အဲ့ဒီပြင်ကိုပဲဒီမှာပုံးနေတဲ့အမျိုးသမီးတွေရောကလေးတွေရောဒါတို့တို့နိုင်တဲ့လောက်ပေါ့ဒီမိကလေးကတော့သူတနေ့တနေ့ကိုရှစ်ခေါက်တခါကျရင်10ခေါက်လောက်ထမ်းနေတယ်ဆိုတော့ကျွန်တော်နည်းနည်းထမ်းကြည့်မယ်ဘလို့ဘလောက်လောက်လေးလဲပေါ့ဒီလိုဒီလိုပဲမအောင်ဟဲ့မှာ yes အာ လေးတယ်လေးတယ်လေးတယ်ကျွန်တော်ဒီမှာမှာဆက်ရည်တွင်းကရတဲ့ရေကထမင်းချက်တဲ့ခါမှာထမင်းနေတိုးတယ်ထမင်းနေအတိုးမြန်တယ်ပေါ့အဲ့ရေကမကောင်းဘူးလို့ပြောတယ်အဲ့တော့ချက်ထားတဲ့ထမင်းချက်ထားတဲ့နေရာတနေရာတစ်ခုကျွန်တော်ဝင်ကြည့်အောင်ဗျမိဖို့ကြောင့်တစ်ခု ဒီမှာလက်စမီတော့ရှိတယ်ပေါ့ရှိတယ်ရှိတယ်မီတော့ဩဟုတ်ကဲ့အဲ့တော့ဒါပေါင်းဦးနဲ့ဒါချက်တာပေါ့ဟုတ်ကဲ့အဲ့တော့ဒီစက်ရည်တွင်းကရတဲ့ရည်နဲ့ချက်တဲ့အခါမှာသမင်းတွေတိုးတယ်လို့သူများကြီးပြောတယ်လေအတိုးမြန်တယ်ပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါအခုအခုသမင်းအချိန်လေးလေးဘလို့ရှိလဲဗျအရှင်းပြပါအောင်နည်းနည်းနေရောအရောင်လေးရောခောက်ဝါဝါနေတာပေါ့ကျွန်တော်တို့မြိတ်နဲ့ချက်တယ်လို့မကောင်းဘူးပေါ့ချက်ပြီးတော့ကျွန်တော်တို့ဟိုဟာဖြစ်လေ၃နာရီ၃နာရီခွဲလောက်ပဲအခြားဆုံးဟိုဟာပြည့်ပြော့တာပေါ့တော့ကာရီတို့မြိတ်တို့ချက်ဟိုဟာပြောက်တာတော့မကောင်းဘူးပေါ့ဩတွေ့နေချက်ဆိုနည်းနည်းအငန်တက်ကြက်ပါ ဟုတ်လားဟွာကြံ့ကြံ့လေးနဲ့နေတာပေါ့ဟုတ်ကဲ့ဆိုတော့အခုတော့အဲ့ဆိုရင်အရင်တော့အဲ့ဆိုဘာနဲ့ချက်လဲရောမြည်ရည်နဲ့ကန်ရည်နဲ့မိုးကြရည်ပေါ့အဲ့ဘာနဲ့ချက်တာမိုးရင်းဆိုရင်ကိုတို့ကဒါအေးဆေးပဲပေါ့အေးဆေးဆိုမိုးရင်းတော့အခုချိန်ကြတော့တွေ့နေချက်တော့အဆင်မပြေဘူးပေါ့ကျွန်တော်နည်းနည်းစားကြည့်လို့ရမလားရပါရပါချစ်စွေဘုန်းနော်ဟာဟွန်းနည်းနည်းလေးတယ်နော်ဟုတ်နည်းနည်းလေးတယ် ကျေးဇူးပါဗျာကျွန်တော်တို့အခုလိုမိဖို့ကြောင့်လည်းဟိုတကူးတကခေါ်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါဟုတ်ကဲ့ကျေးဇူးတင်ပါနေ့စဉ်တိုင်းຫນွေရသည်ရောက်တိုင်းမှာဒီတောင်တော်ကြေးရွာမှာရှိတဲ့လူဦးရေ3000ကျော် စိတ်ကြွဲနွားတိရစ္ဆာန်2000ကျော်ဟာဒါရေဒုက္ခကိုအကြီးအကျယ်ခံစားကြရတယ်သူတို့တွေဒီရာသီမှာတခြားသူတို့ရဲ့တောင်ရာအလုပ်တွေကိုထပ်အရေးကြီးတာကရေဖြစ်နေတယ်အဲ့တော့ဒီအချိန်မှာသူတို့တွေကရေအတွက်ကိုအမြဲတမ်း ဦးသားပေးပြီးအလုပ်လုပ်နေကြရတယ်ဗျအဲ့တော့အခုကျွန်တော်တို့ထပ်ပြီးတော့6မြို့နားမှာရှိတယ်ဝက်ကောင်ကျေးရွာကိုသွားပြီးတော့တစ်ချက်အဲ့ဒီမှာရှိတဲ့ရေအခြေအနေကိုချက်သွားကြည့်ပါဦးမယ်ကောင်းကြီးပါလို့ခေါ်တယ်ဗျ။ ီရွာကဒါပကံမျိုးနဲ့ဆိုရင်နှစ်နာရီလောက်ကားမောင်းလာရင်ဒီရွာကိုရောက်တယ်ဒီရွာကမကွေးတိုင်းရင်းနှီးချောင်းမျိုးနဲ့မှာရှိတယ်ဗျအဲ့တော့ဒီရွာမှာဆိုလို့ရှိရင်အင်ဂျီ300ကျော်လောက်ရှိပြီးတော့လူဦးရေ1600ကျော်လောက်နေကြတယ်အဲ့တော့ဒီဂျီရွာမှာတောက်300ရေအခြေအနေဘလို့အခြေအနေရှိလဲဆိုတော့ကျွန်တော်တို့တစ်ချက်ဝင်ကြည့်မယ်ဗျဒီမှာအင်တန်ရှိတယ်ကျွန်တော်ဒီအင်လေးကိုတစ်ချက်ဝင်မေးကြည့်ပါမယ်အဲ့ဒီတော့ကျွန်တော်ဝင်ခွင့်ပြုပါဗျ။ဟုတ်ကဲ့ဟုတ်ကဲ့။နည်းနည်းလေးမေးချင်လို့ပါရေး

哦ဒီကနေ့ကဒီကနေ့သူတယောက်ချိုးတယ်ဆိုရင်နောက်တနေ့ကျသူချိုးဒီကြီးရဲ့လူတွေတော့လွတ်မချိုးတယ်ပေါ့ပြီးတော့ငယ်ရွယ်သူတော့ပဲအားရတော့နေတိုင်းတဲ့နောက်တနေ့ကျနေတိုင်းတအဝတ်တအဲရေကြတော့ဒါဝဲဝဲရတာလားဝဲရတယ်ဒီစိုးညကနေကအဲ့တော့ဒီဟာမှာတရားလုံးမှာရှိတဲ့လူတွေအတွက်ကဒီအဲ့ဒီဖုန်းเจ้าမှာဒါတကံမဲရှိတာပေါ့တရားလုံးရတာပဲအဲ့တော့အဲ့ဖုန်းကြီးเจ้าကရတဲ့ရေကဒီချက်လို့ပြုတ်လို့ဟောအဆင်ပြေလားကောင်းလားရတယ်ရတယ်ရတယ်ချက်ချက်လည်းရတယ်တော့ဒါပဲလူကြီးလည်းဒါပဲမိုင်းလည်းဒါပဲ ဖုန်းကြီးကြောင်းဘက်ကိုတစ်ချက်သွားလိုက်အောင်မနော်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ကောင်းရွာတရွာလုံးကသူတို့တောက်ရည်သုံးရည်ရဖို့အတွက်ဒီဝကောင်းရွာဖုံကြီးเจ้าကိုပဲလာကြရတယ်အခုလိုမျိုးမျိုးသမီးရအစားဒါကိုနွားလဲကိုကိုတိုင်မောင်းပြီးတော့ ဒီကြေးပြဘုံကြောင်းမှာရေလာခတ်ကြတာဗျ။အမဘယ်နှခေါက်ရှိပြီလဲ။နှခေါက်ဒီခက်တာဘယ်နှခေါက်ရှိလဲဗျ။ဒီ3ခေါက်ရှိပြီ။3ခေါက်ရှိပြီ။ဟုတ်ပါ။အခုကမနေ့ဗနနိုင်တည်းကခက်လဲ။မနေ့9နိုင်လောက်ကပေါ့။9နိုင်လောက်ကစခက်တယ်။ဟုတ်ပါ။အော်ဒီရေတွေကဒီဖုန်းကြီးကျောင်းရရတဲ့ရေကချက်လို့ပြုတ်လို့ တောက်လို့အဆင်ပြေလားပြေတယ်ပြေရတာတောက်ပါဟုတ်ကဲ့အဲ့တောက်တာရောတုံးရေရောဟုတ်ကဲ့အတူတူပဲပေါ့အတူတူပဲတူတူပဲဒါဒီနေ့ဘယ်နှခေါက်လောက်ထက်ခတ်အောင်မလဲနောက်တစ်ခေါက်လောက်ပေါ့လေးခေါက်လောက်တက်တယ်လို့လေးခေါက်လောက်တက်မှာဟုတ်တယ်အိမ်မှာသားသမီးတွေလာမခတ်ခိုင်းဘူးလားသားသမီးတွေကထန်တော်မဲ့ထန်တက်လို့ဩထန်တက်တယ်အဲ့တော့ဦးလေးကိုယ်တိုင်လာခတ်ရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါဗျာ ဒီဘိုက်ကနေဒါရေတစီကိုထည့်ရင်250ပေးရတယ်။ဒါပေမဲ့ဒီငွေကိုကျေးရွာရန်ပုံငွေအဖြစ်နဲ့သူတို့တွေပြန်ပြီးတော့တုံးကြတယ်ဗျ။ပကောင်းရွာတရွာလုံးကတော့ဒီရေပုံပိုင်ကောင်းကဒါအသက်ပဲဗျ။

စရေဝိုင်းလေးတွေအများကြီးတွေ့ရတယ်ဒီကျောင်းဝင်းထဲမှာဒီဘုန်းကြီးကျောင်းဝင်းထဲမှာဖုန်းတော်ကြီးအတင်ပညာရေးကျောင်းရှိတယ်ကျွန်တော်ခုညောင်ဦးမြို့နယ်တဲကခွေးပြုတ်ခြေရွာလို့ခေါ်တဲ့ခွေးတောက်ပြုတ်ခြေရွာမှာရှိတဲ့ရေကန် ခွေးပြုတ်ရေကန်ကိုရောက်နေတယ်ဗျအဲ့တော့ရေကန်ကဒီမှာမြင်ရတဲ့အတိုင်းပဲရေထဲထဲမှာမရှိတော့ဘူးပတ်ကြားအဲ့ဒီနေပဲဖြစ်နေပြီပြီးခဲ့တဲ့မိနစ်ကဒီနေရာကို DVB အဖွဲ့သားတွေတို့ပြည်တို့ပြည်အဖွဲ့သားတွေရောက်တော့ကဒီနေရာရေခတ်တဲ့လူတွေနဲ့စီကားနေတဲ့ရေကန်ကြီးတကန်အဲ့တော့ဒီမှာနားမှာနေတဲ့ရွာသူရွာသားတွေတရိတ်ဆန်တွေအတွက်ကိုဒီရေကန်ဟာတကယ်ကိုသူတို့အသက် ဖြစ်တယ်ဒီနေ့မှာတော့တွေ့ကြရမယ်မရှိတော့ဘူး ဒါမျိုးဟိုဘက်မှာလူရိုးရိုးရိုးနဲ့လူတစုတွေ့ရပြဘာလုပ်နေကြလဲမသိကျွန်တော်တို့သွားကြည့်အောင်ထဲတောက်ရီတောက်ဖို့ရတောက်တဲ့ခါကျတော့ဒီအကြီးရွှွန့်လက်မနိုင်ဘူးလားဘလို့နေလဲနမ်မှုအကြတော့မနမ်းတော့ဘူးအကြဟင်ဒီအကြီးရော ကြီးရဲ့ရေကန်ကြီးကအခုကျွန်တော်လမ်းစိမ်းလျှောက်လို့ရတယ်ပျောက်သွားပြီရေကန်ကြီးတခုလုံးမရှိတော့ဆိုတော့ကဒီဒေတာမှရှိတယ်ဒေတာကန်ကြီးရွာသားတွေတရိသန်တွေအတွက်ကတော့ရေပြဿနာအကြီးအကျယ်ရင်ဆိုင်နေရတယ်ဆိုတာအသေးချပဲဗျာပကံဒေတာနဲ့အနီးတစ်ဝိုက်ကရေရှားပါမှုအကြောင်းတွေကိုတင်ဆက်ပေးခဲ့တာပါဒီစီစဉ်ကိုအားပေးကြည့်ရှုနေတဲ့လူအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ကျွန်တော်တို့စီစဉ်ကိုဗုဒ္ဓဦးနဲ့ တနင်္ဂနွေနေ့မှာအသစ်ထုတ်လင်းပြီးတော့တနင်္လာနေ့နဲ့စနေနေ့တွေမှာပြန်လည်ထုတ်လင်းပါတယ်ခင်ဗျကျွန်တော်တို့အစီအစဉ်ကို Facebook ပေါ်မှာပြန်ကြည့်ကြတယ်ဆိုတော့ခစ်ပြိုင်ကောက်ကြောင်းများ Facebook ကို like လုပ်ထားကြပါခင်ဗျ